ဒူပေါက်ရေလို့ဘယ်လိုဖြစ်လဲအဲ့ဒါဆိုကျောင်းမန်လေးသားကိုအော်မန်လေးသားမန်လေးသားကျောင်းဆိုင်ငယ်လေးဒူပေါက်ဆိုတာသိလားဆိုင်ငယ်ဒူအကြီးရှိရလေဒူပြီးလို့ရှိရင်ဒူအလက်ဆိုရှိတယ်ဒူပေါက်ဆိုတာရှိတယ်အော်ကျောင်းအသေးဆုံးပေါ့အဲမဟုတ်အသေးဆုံးတော့မဟုတ်တော့အလက်ဒါပေမဲ့ကျောင်းဒူပေါက်လိုပဲခေါ်တာအော်အဲ့ဆိုင်ငယ်ဒူပေါက်လိုခေါ်တာဟုတ်တယ်အရန်လိုချင်တာအဖေကစေတန်းအောင်ဝယ်ပေးမယ်နဲ့စာကျိုးစားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့ဒါပေမဲ့စေတန်းမအောင်ကြာပါကြာပါရေးချိန်ပါဒါပေမဲ့အဲ့နံပဲတော့ရပါအောင်အဲ့နံပဲရအဲ့နံပဲရပါအဲ့ ဟုတ်လားတချင်းနဲ့ဆိုရဟာပထမဆုံးတွေ့ဟုတ်တကယ်လားဘသူ့ကိုပြလိုက်လိုက်ဟောလေသမင်းပူလေးစားပြပါဘောသမင်းပူစားတယ်သမင်းပူစားဟုတ်ကျွန်တော်ကလူရှင်တော့အဲ့လိုတော်တော်များတော့ဟုတ်လားဟုတ်တယ်အခုနောက်ပိုင်းမှာသာဒီမင်းသားဖြစ်သွားအာနော်ဒီဘောက်တည်းလူအကုန်လုံးမိုင်းဖမ်းမသိပြီးသားတယ်မလားဟုတ်တယ်ဟုတ်တယ်ဆိုတော့အဆောင်အားပါဒီလူတွေကကင်တာလေဟာတကယ်မိုင်းဖိတော့ဒါဆိုလို့ရှိရင်မိုင်းဖန်ဆိုတော့ကွာဟိုဘာမှဟိုတောင်းတာတော့မေးရမလို့တော့မက်ဆီနဲ့တူလေးဆိုရင်မက်ဆီဟော